ျွန်တော်ရဲ့မိတ်ဆွေတွေကိုအဘဆရာကြီးမင်းတင်ခါရဲ့ငွေခေါ်ငွေပွားရေဒီယာနီးလေးတစ်ခုအကြောင်းကိုဝေးမြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီရေဒီယာပြုလုပ်ဖို့အတွက်ကျွန်တော်တို့ပထမဦးဆုံးမြို့ဆလောင်မုံလေးတစ်ချက်လိုပါတယ်အဲ့ဒီမြို့ဆလောင်မုံလေးကိုကျွန်တော်တို့တရက်တည်းတည်းရေမာစိန်ထားလိုက်ပါဝယ်လာပြီးသွားတဲ့အခါကျရင်တရက်တည်းတည်းရေမာစိန်ထားတရက်ပြည့်သွားလို့ရှိရင်အဲ့ဒါကိုပြန်ဆယ်ပါပြီးရင်အချောက်ခံလိုက်ပါနော်တော်ရေထဲမှာရေတွေစိန်ထားတဲ့အခါကျတော့ရေတွေဝနေပါလိအဲ့တော့အဲ့ဒါလေးကိုရေထဲမှာရေစိန်ပြီးသွားရင် ပြန်ဆယ်ပြီးအချောက်ခံတာပါဒီမျိုးစလောင်းမုန်းလေးခြောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နှမ်းစီကိုးချက်သားမျိုးစလောင်းမုန်းလေးမှာကျွန်တော်တို့ထည့်လိုက်ပါစလောင်းမုန်းလေးထည့်လိုက်ပါတကယ်လို့နှမ်းစီလုံးဝရှာမရလို့အခက်အခဲရှိတယ်ဆိုရင်လည်းပဲဒါမလွယ်တဲ့သူတွေကတော့မလွယ်ဘူးပေါ့နော်မလွယ်မလွယ်တဲ့သူတွေအတွက်တော့နှမ်းစီလုံးဝမလွယ်ဘူးဆိုရင်ကျွန်တော်တို့ပဲစီထည့်လိုက်ပါပဲစီကိုးချက်သားပေါ့နော်ထည့်လိုက်ပါပြီးရင်ဒီမှာသူ့ကိုမိထုံးမှုတော့ကိုမိစာလေးတွေကျွန်တော်တို့ကိုးပင်မိစာကိုးပင် အဲ့နှခမ်းပတ်လည်မှာကျွန်တော်တို့မိစာလေးတက်လိုက်ပါမိစာလေးကိုးပင်အောင်အဲ့တော့အဲ့တော့တကယ်လို့မိစာမရလို့ရှင်လဲကျွန်တော်ခွန်းစာလေးတွေနဲ့တုံးလို့ရပါတယ်လူလေးမိစာလေးတွေပတ်လည်ပေါ့နော်ကိုးပင်ကျွန်တော်တို့တုံးလိုက်ပါမိစာကိုးပင်တက်လိုက်ပါအဲ့ဒါမှအဲ့ဒါကိုအင်္ဂါနေ့မနက်နေတက်ချိန်တော့မဟုတ်စနေနေ့မနက်နေတက်ချိန်မှာကျွန်တော်ဖျားမိပူဆိုးရမှာဖြစ်ပါလေအဲ့တော့နေတက်ချိန်ဆိုတာအမှန်တကယ်တော့6နာရီဝန်းကျင်ကိုပြောတာပေါ့နော်အဲ့တော့6နာရီလောက်ပေါ့ အဲ့ဒါလေးကိုကျွန်တော်တို့ဖះမှာစီမီထုံးမီပူဇော်ရပါမယ်ပူဇော်တဲ့အခါမှာဒီဆလောင်းမွေရဲ့အောက်မှာเนาะခုခုခံမှုအတွက်တင်ထားတဲ့အခါမှာဆလောင်းမွေရဲ့အောက်မှာ1000နံ9ရွက်တို့မဟုတ်9000နံ9ရွက်တို့မဟုတ်1000နံ9ရွက်เนาะတင့်တော်သလိုအဲ့ဒီအောက်ကနေခုထားပါဒါနဲ့ဖိထားပါဆလောင်းမွေနဲ့ဖိပြီးတော့မီးပူဇော်ပါဒီမီးငိမ့်သွားတဲ့အခါမှာစီမီငိမ့်သွားတဲ့အခါကြလို့ရှိရင်အဲ့ဒီအောက်ကပတ်စံကိုထုတ်ပါ မိမိသုံးညင်တဲ့နေရာတွေမှာအသုံးပြုရမယ်တော့လိုက်သုံးပါအဲ့တော့ကိုကဈေးရောင်းနေဆိုရင်လည်းဧည့်သည်ဈေးဝယ်ပြီးပြန်သွားလို့ရှိရင်ကိုပစံထုတ်အန်းလိုက်တာမျိုးတို့နော်မှုတ်သွားစားတဲ့အခါမှာလည်းအပစံပေးလိုက်တာမျိုးတို့အပစံကိုသုံးမလိုက်ပါအဲ့တော့မကြပါဘူးအဲ့ဒီပစံနဲ့အလားတူနော်ပစံလေးကိုစီကိုပြန်ပြီးတော့လက်လာပါလေးဝင်လာတာကိုပြန်တွေ့ရပါလိမ့်မယ်အဲ့တော့ဒီရေရာလေးကိုငွေခေါ်ငွေပွားရေရာလို့ခေါ်ပါတယ်မိတ်ဆွေတို့သုံးကြည့်ပါ အဆင်ပြေလို့ရှိရင်ကိုနီနာမိတ်ဆွေတွေကိုဝေးမြပေးလိုက်ပါအဲ့တော့ဒါတော့ဗားစရာကြီးမင်းသိန်းကားရဲ့ငွေခေါ်ငွေပွားရေရရာနီးလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့အဖဆရာကြီးမင်းသိန်းကားရဲ့တပည့်တပူဖြစ်တဲ့ထိုက်အောင်ရှင်ဖြစ်ပါတယ်မန္တလေးမြို့နန်းရှိ59အေး1920ကျားမှာကျွန်တော်ဗီဒီယိုဟောပါတယ်တကယ်လို့ကျွန်တော်ဆက်သွယ်ပြီးဗီဒီယိုမြင်ညင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ profile မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးကိုတင်ပေးထားပါတယ်ဆက်သွယ်ပြီးတော့မြင်ညင်နိုင်ပါတယ်ခင်ဗျာ